နေ့ပိုင်းခြားဖြစ်နိုင်ပါတယ်စုထက်လိုင်းရဲ့သတင်းဒီမင်္ဂလာသတင်းကြားဟိုဒီနေ့ပိုင်းခြားရဲ့မှာဖြစ်နိုင်ပါတယ်ရှောက်ပြောနေတာအကိုကရှောက်တော့နေတာဒါပေမဲ့စိတ်သေးတယ်အကိုတွေကမနေညမထက်ပို့ပြီးဆိုတာဆိုမင်္ဂလာသတင်းသူမြင်ကြရမှာမောင်လေးတင်းတော့လုံးဝမဟုတ်ဘူးစုထက်ကမောင်လေးမကြိုက်ဘူးဘာလဲဆိုအဲ့လို ကြည့်မိငယ်ချီဆိုတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ကိုကချီနေရမှာလေငယ်လူကြိုက်လို့ရှိရင်ဆိုတော့ကိုကမချီနိုင်ဘူးပေါ့နော်မမှီပဲမှီကျင်တာလက်တွဲပေါ်တွေ့လာပြီအိမ်တော်ပြုတ်လို့ရှိရင်တော့ကိုရဲ့အဲ့ဒီပင်မမှုတွေကိုဖြေဖြောက်ပေးမယ်အိုရစ်စ်လေးပဲဖြစ်ချင်တော့တာအိုရစ်စ်ကလေးတွေ့လို့ရှိရင်တော့ပဲအဲ့လိုဆွမ်းနာပြောဆွမ်းကောင်မှီထလိုက်တော့မယ်ဆိုတော့ တော့ဒါရှစ်ပလယ်ဦးရဲ့ဒီ Jashin Square မှာအသစ်ထပ်ဖွင့်နေဆိုင်ပြီး soft opening ပေါ့နော် grand opening ကတော့တော်တော်တခုထပ်လာအောင်မယ်ဘယ်လိုလဲဆိုတော့ဒါ soft opening နေနဲ့အဖွင့်မိတ်ဆက်ပေါ့နော်အဲ့မှာဆိုတော့ပွဲလေးတက်ဖြစ်တာပါအဲမဟဲဝေးရှောက်ပြောနေတာအကူကရှောက်တော့နေတာရှောက်တော့နေဆိုတာလေဟိုဟာစုထက်ကအဲ့လို Facebook မှာအဲ့လိုစာလေး share တတ်တယ် ရှက်တတယ်ဆိုတာအဲ့လိုဟိုတခါကျကိုယ်သဘောကျတဲ့စာစုလေးတွေပေါ့နော်သူပြောလို့ရှိရင်သူအရင်တော့အနေအပြိုကြီးလုပ်မယ်ပြောပြီးတော့တဲ့အခုကျတော့တဲ့နေရတဲ့ယောက်ျားယူမယ်ဆိုဘယ်လိုဖြစ်တာလဲဆိုတော့အဲအပြိုကြီးလုပ်မယ်ဆိုတာကျတော့အဲအရင်တော့အဲ့လိုဒါအချိန်မီဒါအသက်ရွယ်အပိုင်းခြားမှာပြောင်းလဲနိုင်တယ်လीနော်အဲ့ခါကျတော့အခုကလည်းဟိုဒါပေမဲ့အပြိုကြီးလုပ်မယ်ဆိုတာအပြိုကြီးအတိအပြည့်လုပ်မယ်လို့ပြောတာမဟုတ်ဘူးလို့အဲအပြိုကြီးလုပ်ဖို့ကန်ဆာတာပါလိုင်းလည်းလုပ်မယ်အဲအိမ်အောင်ပြုတ်ဖို့ကန်ဆာတာပါလိုင်းလဲအိမ်အောင်ပြုတ်မယ်ပေါ့နော်ဆိုပြီးတော့ပြောပြတယ်အဲ့ဒါကို तू နှောက်သွားတာ ဒါပေမဲ့ကျိန်းသေးတယ်အကိုတွေကမလေးညမထပ်ပူပြီးဆိုတာဆိုမင်္ဂလာတည်းကသူမြင်ကြရမှာအမလေးသူရင်ဆောင်လိုက်မယ်ကြည့်နေလိုက်အတူပြောရဲဆိုအင်းနဲ့ဝါရဲမင်္ဂလာဆောင်မယ်ဆိုတော့ဘသူနဲ့လဲဆိုတော့သရိုးသားအခုမှအင်္ဂါဂျိုကလာနေတော့လို့ဆိုတော့ဟဲ့ဟုတ်လားအဲ့ဆိုရဲအတိတ်စိမ့်ပေါ်အင်္ဂါသားပေါ်ဆိုပြီးလှုပ်လိုက်သေးတယ်သူကအဲ့လိုနောက်တာနောက်တာအကြီးစားနောက်တော့အကိုတွေကဒါပေမဲ့မထင်တဲ့သူကလည်းချစ်တတ်တယ်နဲ့တူတယ်ဟဲ့အဲ့လိုတွေတကောတော့ရှိရဲ့ သူကလည်းချက်တက်တာမမြင်ဘူးဒါလားအေးအဲ့လိုမျိုးချက်တက်ကြတော့တော့တိတော့တိထားတယ်အေးဘုထက်သူရှင်အဲသူရှင်ဆိုတော့သူရှင်ဆိုတော့သူကလည်းမင်းတို့အရင်ပွဲဥထွက်ကမှာလေဘာလို့ဆိုရှရကဖြောင်ဖြောင်သွားမှာနောက်ကကကောင်းကောင်းပုံပုံလိုက်လို့ရမှာပေါ့သူကိုယ်ကောင်းနေအစင်မပြေဘူးဆိုတော့သူအရင်ပွဲဥထွက်ပါမှာဟုတ်တယ်မှာဝေးသေးတယ်ဝေးသေးတယ်ဆိုတာဟိုအခုချိန်ကျတော့အလုံးအလုံးလုံးနေအဲအချိန်အချိန်ရနေတဲ့အချိန်လေးဆိုတော့အဲ့လိုအလုံးလုံးဖြစ်နေပုံမှာရယ် အကယ်၍အဲကိုသဘောကျတဲ့ကိုလက်တွဲအဲတဘွားလုံးစားလက်တွဲနိုင်မဲ့သူဆိုလို့ရှိရင်တော့မီဒီယာရင်ချပြအောင် အေးပေါ့အဲဆိုတော့အတိတ်ပဲကြာတော့လေအခုတည့်ရပိုင်းကြာတော့29 30ဆိုတည့်ရပိုင်းကြာတခုမှကြာတော့အဲတွဲမယ်ဆိုလေတီတီငင်ငင်ငယ်တွဲလို့ရနိုင်ပြီလေနော်အဲပြီးရခါကြာတော့ကိုကအဲအဓိကတော့လက်တွဲပေါ်ကိုစဉ်းစားဆုံးဖြတ်တဲ့နေရာမှာကြာတော့ကိုလုတ်ကလည်းနားလည်းသေးတယ်သူနောက်ပြီးကိုကိုနဲ့သူနဲ့ပြန်လည်းနားလည်းမရှိပြီစိတ်ချမ်းသာတယ်လို့ပေါ့အဲ့လိုလေဖြစ်ချင်တာပေါ့နော်ဆိုရခါကြာတော့အဲအဲ့လိုလူမျိုးတွေ့လာခဲ့မယ်ဆိုလို့ရှိရင်တော့လေပြုတ်ဖြစ်မယ်နဲ့တူတယ်အခုလောလောဆယ်တော့လေဆန္ဒပြောသလိုပဲ သူတို့သားအင်္ဂါဂျုံကနေပြောမှာလာနေတော့ဆိုတော့လက်ခုလက်ပါပဲရှိသေးတယ်ကွာဆက်တုံးအိယာပြမဖြစ်ရတယ်ဟောကြမောင်လေးတင်းတော့လုံးဝမဟုတ်ဘူးသူတက်ကမောင်လေးမကြိုက်ဘာလဲဆိုတော့အဲ့လိုကြည့်မိငယ်ချီဆိုတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ကိုကချီနေရမှာလေငယ်လူကြိုက်လို့ရှိရင်ဆိုတော့ကိုကမချီနိုင်ဘူးပေါ့နော်မမှီပဲမှီကျင်တာဘောကပါအဲ့လို ကိုကကြတော့အိမ်မှာသမီးကြီးလေးဖြစ်တယ်ဆိုတော့ကပြီးတော့အာဟိုအထိုက်လျောက်ပေါ့နော်စ조사ရတယ်ပေါ့နော်အဖေနဲ့အမေနဲ့ဆိုလို့ရှိရင်လည်းတို့ကကြတော့ဖြစ်စေခြင်းနဲ့စိတ်ဆန္ဒတွေကများတယ်ကိုကိုတိုင်းလည်းအဲ့လိုအလုပ်ဆိုလည်းအလုပ်လည်းရပေါ့နော်အာကိုကိုဘာတကူကို조사ရတာများတယ်조사ရတာများတော့လက်တွဲပေါ်တွေ့လာပြီအိမ်တော်ပြုတ်လို့ရှိရင်တော့ကိုရဲ့အဲ့ဒီပင်မန်းမှုတွေကိုဖြေဖြောက်ပေးမယ်အိုရစ်စ်လေးပဲဖြစ်ချင်တော့လား အဲ့လိုစိတ်ညစ်လည်းမခံနိုင်တော့ဘူးစိတ်ရှုပ်လည်းမခံနိုင်တော့ကိုယ်အလုပ်တွေနဲ့ကိုတိုင်ပတ်နေပြီးသားဆိုတာလေအဲ့လိုပေါ့ โอเอสကလေးတွေးလို့ရှင်တော့ပဲအဲ့လိုဆွမ်းနာပြောစောင်းကောင်မှီချလိုက်တော့မယ်ဆိုတော့အဲ့လိုတော့မဟုတ်ဆိုတော့အဲ့လိုဆွမ်းနာပြောဆိုတော့အသက်ငယ်ရအောင်မကြိုက်တာအဲ့ရွယ်ဒူတို့အသက်ကြီးရဲ့လူတို့ဆိုမစိုးအဲအဟိုဘယ်လိုပြောရမလဲဆိုတော့ချို့ကျွတ်တို့အသေးရဲမှာဆိုလို့ရှင်တကယ်ချင်းပေါင်းသင်းနေဟိုပြန်ယူထားတဲ့လူတွေရှိရဲကွာအဲ့လိုမျိုးချို့လို့ရှင်ရဲ့အချင်းချင်းနားလည်မှုရှိရဲဆိုတော့အားနာစရာမလိုဘောနော်အသက်ကြီးရဲ့လူကြတော့လေကြီးရဲ့လူကြတော့သူကြတော့အဲကိုယ့်ထက်အသက်ရွယ်ပိုင်းဆိုင်ရာရောအုံနောက်ပိုင်းဆိုင်ရာရဲ့ကြက်မှုရှိရဲဆိုလို့ရှင်ရဲ့ကျွတ်ထင်တာတော့အများကြီးညှိဘူးစရာမလိုလောက်ဘူးဘောနော် အဲအဲ့လိုတော့ထင်တာပဲဒါပေမဲ့မောင်လေးကမကောင်းလည်းမဟုတ်ပါဘူးကောင်းကောင်းရင်လည်းကောင်းပါပေါ့